စော်ရီမာဂိုးသွင်းရတာထက်စပိန်လာလီဂါမှာဂိုးသွင်းရတာကမှပိုပြီးတော့လွယ်နေသေးတယ်ဆိုတော့ဂုတ်ကြီးမန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ပြောင်းမတင်ဆက်ပေးနေပါတယ်အခုတလောဆိုရှယ်မီဒီယာထက်မှာရေပန်းစားနေတာကတော့တခြားမဟုတ်ပါဘူးရော်နယ်ဒိုရဲ့အင်တာဗျူးဖြစ်ပါတယ်ဂုတ်ကြီးဟာဆိုရှယ်မီဒီယာမှာပွဲရှာလိုက်တယ်လို့တောင်မှပြောနိုင်ပါတယ်ဘာလို့လဲဆိုတော့အင်တာဗျူးမှာမက်ဆီနဲ့ပြိုင်ဆိုင်မှုတွေအတင်းအောင်းရဲ့အခြေအနေတွေကိုမှဘာမှကွယ်ဝှက်မနေဘဲနဲ့စိတ်သေးရှိတဲ့အတိုင်းပြောကြားခဲ့တာကြောက်ပါပဲ ဒီထဲမှာဟောဖြစ်သွားတာကတော့ဂုတ်ကြီးကမစီယာသူထက်ပိုကောင်းတယ်ဆိုတာကိုလက်မခံနိုင်ကြောင်းနဲ့ကဘာဖလားရမကဘာအကောင်းဆုံးလို့သတ်မှတ်တာကတရားမျှတမှုမရှိကြောင်းပြောဆိုချေပါသွားခဲ့တာပါပြောရမယ်ဆိုရင်တော့ဂုတ်ကြီးရဲ့အင်တာဗျူးကရန်ကုန်ဒေဒိုဆန်တော့မာရီအဲဒါကြောင့်လဲဒီအင်တာဗျူးကအတော်လေးပေါက်သွားခဲ့တာပါရော်ရီကလည်းရှိမှာကစားမဘွားကလပ်နဲ့နိုင်ငံအတွက်အတွင်းကို950အထိပြင်မြောက်ထားခဲ့ပါပြီရော်ရီရဲ့အတွင်းကိုတထောင်ကြီးမန်းချက်ကလည်းမကြခင်မှာပြည့်မီတော့မှာပါသူ့ရဲ့အတွင်းကိုအတွင်းယူမှုတွေနဲ့ပတ်သက်ပြီးတော့လဲဂုတ်ကြီးကအခုလိုမျိုးပြောဆိုလာခဲ့ပါတယ် ျွန်တော်လက်ရှိစပိန်လာလီဂါမှာကစားနေရင်လည်းအခု sorry မှာတင်းတယ်လို့မျိုးပဲကိုးရီတင်းနေဦးမှာပါဗျ။ကျွန်တော်တို့ကတော့စပိန်လာလီဂါမှာတင်းကိုးရီတင်းရတာက sorry မှာတင်းရတာထက်ပိုပြီးတော့လဲကူပါလိ။ဒီကကျွန်တော် sorry တိမှာမလို့ကိုးရီတင်းနိုင်နေရလို့တောင်မှပြောကြပါလိ။ဒါရီကစင်ကြီးတွေပါ။တနေ့ပြီးတနေ့ကျွန်တော်ကိုးရီပိုပြီးတော့တင်းယူနိုင်ခဲ့ပါလိ။တိမ်မကောင်းတဲ့ယာစီမှာတောင်မှ goal 25 goal လောက်တော့တင်းနေပါသေးတယ်။သူတို့ကြိုက်တာပြောနေမှာလေနံပါတ်တီကတော့မလိညာပါဘူးလို့ရော်နီယိုကပြောဆိုသွားခဲ့တာပါမှတ်တမ်းနေရလဲရော်နီယိုကတော့အသက်30နောက်ပိုင်းမှာမှအသွင်းကိုးတွေပို့ပြီးတော့သင်ယူထားနိုင်ခဲ့တာပါ ဒီနေ့ရတင်ဆက်မှုကတော့လောက်ပါပြီ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရမညာ။